ဘုရားသခင်ကရုဏာကြီးသည်ယခုဘဝနိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်များဟာဘယ်လိုလုပ်လို့ရင်ရတယ်ဆိုတဲ့ဥစ္စာကိုသေသေးရှားရှားအင်္ဂုတ္တပါဠိတော်ကြီးမှာ ဟောပြီးဒီကကသာသောကြောင့်ယခုဘဝနိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ဤရှုဖို့မှတ်ဖို့သိဖို့တပါးသောကိလေသာတွေနဲ့မရောဘူးအဲ့ဒါတွေပြပြီးဒီကကဒီလိုသာกว่าတဲ့ငါပြောတဲ့အချိန်လောက်ကြမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ပါရမီမလိုပါဘူးပါရမီမလိုဘူးဆိုတဲ့အိဗယ်ဒီကျုပ်ကုံမှတ်ပုံသိပုံကိလေသာရှားမရှားပုံကိုဒကာဓမ္မတွေကယခုပြောတဲ့အတိုင်းသိပြီယခုပြောတဲ့အတိုင်းအထုတ်ကြမယ်ဆိုလို့ရှိရင်ဒီဘဝမှာပဲအတောကုံခံရတာဖြစ်ပြီးကလာဒုက္ခခတ်သေးသေးရှားမနိုင်ဒုက္ခခတ်သိမ့်ကင်းကြီးတဲ့နိဗ္ဗာန်ကို ရနိုင်တယ်ဆိုတဲ့အကြောင်းကိုအင်္ဂုတ္တပါဠိတော်ကြီးမှာရှိပုံနိလန်းကိုရကြွယ်တို့တကယ်တက်တို့သေးသေးရှာရှာပြထားတယ်။ဘွာတော့မင်းတို့ညာကြီးခန္ဓာ၅ပါးရှိတဲ့နေ့ကစိတ်ကလေးတစ်လုံးဖြစ်စေဝေဒနာလေးတစ်လုံးဖြစ်စေရုပ်ကလေးတစ်ခုကိုပဲဖြစ်စေမင်းတို့တွေကားလို့ရှိရင်ရှုရလိမ့်မယ်ကွာ။နိစ္စလို့ပဲရှုရလိမ့်မယ် ဣဒ္ဓအရိယသာဟောဣဒ္ဓဤလောကရှင်တဲ့အရိယသာဟောအရိယရိတပိသားဖြစ်တဲ့ပုဂ္ဂိုလ်စီဝိညာဏကမေစိတ်ခု၌အနိစ္စနုပါတိအနိစ္စလို့ရှုသည်ဖြစ်ပြီးစိတ်ကလေးတစ်ခုပေါ်လာလို့ရှိရင်ဒကာဓမ္မတွေဘယ်စိတ်ပေါ်ပေါ်ပေါ်ရှင်တဲ့စိတ်ပေါ်ပါတဲ့တင့်နံပါအနိစ္စလို့သာရှုလိုက်ပေါ်ရှင်တဲ့စိတ်ပေါ်ဘယ်လိုရှုကြ နိစ္စလို့သာရှုရက်ပေါ်ခြင်းနဲ့စိတ်ပေါ်လာအော်ဖြစ်ပြီးဖြစ်တဲ့အနိစ္စပါလေဖြစ်ပြီးဖြစ်တဲ့အနိစ္စပါလေလို့ပေါ်ခြင်းနဲ့စိတ်ပေါ်ပဲဒီတရားဓမ္မတို့ဘာမှမစိုးရင်နဲ့ပေါ်ခြင်းတာဘုဘယ်နဲ့ရှုကြအနိစ္စလို့သာရှုတရားကြွေရဉာဏ်များမနေနဲ့အနိစ္စသမိန်ဝိညာဏသမိန်အနိစ္စနုပ္ပတိလို့ဆိုရတော့ဝိညာဏသမိန်စိတ်ဆိုရတဲ့အနိစ္စနုပ္ပတိအနိစ္စဟုရှုပြီးဖြစ်ရည် အနိစ္စလို့သတ်ရှုနေပါပေါ်လာလို့ရှိရင်ဒကာဓမ္မတွေဖယ်စိတ်ပေါ်ပေါ်ပေါ်ခြင်းတဲ့စိတ်ပေါ်ပါတဲ့တဏ္ဍာအနိစ္စလို့သတ်ရှုလိုက်ပေါ်ခြင်းတဲ့စိတ်ပေါ်ဘယ်လိုရှုကြအနိစ္စလို့သတ်ရှုလိုက်ပေါ်ခြင်းတဲ့စိတ်ပေါ်လာအော်ဖြစ်ပြီးဖြစ်တဲ့အနိစ္စပါဖြစ်ပြီးဖြစ်တဲ့အနိစ္စပါလေလို့ပေါ်ခြင်းတဲ့စိတ်ပေါ်ပဲကြီးဒကာဓမ္မတွေဘာမှမစွရင်နဲ့ပေါ်ခြင်းတာဘယ်နဲ့ရှုကြအနိစ္စပါ နိစ္စလို့သာရှုတကားကြွေရဂျာများမနေနဲ့ယတုပေါ်ရင်ပေါ်မဲ့ဒေါသစိတ်ပေါ်ရင်ပေါ်မဲ့အိတ်သစိတ်ပူရင်ပေါ်မဲ့မစ္စရိယပေါ်ရင်ပေါ်မဲ့တကားကြွပေါ်ရင်သာပေါ်မပေါ်ပါနဲ့ဆိုတော့ဘုလူရှင်အဖြစ်ကတော့နေမှာမဟုတ်ဘူးအာယံ द्वारा တိုက်တယ်ဆို ပေါ်ရမှာပဲယာတကားဓမ္မတွေကမေးလိုက်မှတဏ္ဍာပအရှင်မြတ်ကဘယ်စိတ်ပေါ်ပေါ်အိစ္ဆာလို့ရှုလို့ဆိုထားပြန်တော့ လောဘစိတ်ပေါ်လာတယ်ဗျာအဲ့ဒါကလည်းအနိစ္စလို့ရှုရမှာပဲဒေါသစိတ်ပေါ်လာတယ်အင်းဝိသကိစ္စသံယရင်းနဲ့ပေါ်လာတယ်အင်းစိတ်ကလေးကပြန့်နှံ့နေပြန်အနိစ္စလည်းပဲရှုပြန့်နှံ့တဲ့စိတ်လာလဲရှုလို့ရှုဥမာမဒါနာလေးပြုတယ်ကုသိုလ်စိတ်ကလေးပေါ်လာရင်ဒါလည်းရှုရမှာပဲတဲ့ဒကာရမဝမ်းမြောက်တဲ့စိတ်ကလေးပေါ်လာတော့ ဝန်းနဲ့တဲ့စိတ်ကလေးပေါ်လာဘာပဲလာလာလို့ဆိုတော့ကုသဇံတဏ္ဏပေါ်ခြင်းနဲ့စိတ်ကောကိုသိတဲ့စိတ်ဟူသေးကိုဖြင့်လာအဲ့နေတော့မှတပတ်ကြံတဲ့စိတ်လာခြင်းနဲ့စိတ်လာတကားကျွအနိစ္စလို့သာရှုတပတ်ကြကောင်းနေတာဖြင့်တကားသတ္တဝါတကားဦးနုကမေးခြင်းမေးလိုက်လောဘစိတ်လာတော့ဗျာလောဘအမှန်တန်ကျမ်းတော့ပါတယ် တဏ္ဍပဲဖြစ်လာတဲ့အခါလေတပည့်တွေကဥပဒနာညာနဲ့နောက်ကနေပြီးရှုလိုက်တဲ့အခါရပြီးလောဘစိတ်ကရှုလိုက်တဲ့အတွက်ဘာများဖြစ်သွားသရောလို့မေးဖို့လိုလားနော်လောဘစိတ်မဟုတ်ဘူးတကောင်တို့ရတကောင်တို့ညာထဲမှာလောဘရဲ့လို့မထင်တော့ပါဘူးဖြစ်ပြီးဖြစ်တဲ့အိဋ္ဌသဘောကိုသာမြင်နေဖြစ်လေတော့ကြောင့်တဲ့လောဘစိတ်ကလောဘအလုပ်ကိုသူမလုပ်ပါရှာတော့လောဘစိတ်ကတရားဓမ္မတွေသဏ္ဍာန်ကင်းရင် ီပုဂ္ဂိုလ်ကိုအပယ်လေးပါးရအောင်ပတ်ဖြတ်ပြီးပို့မလို့လာညာတော့လေသူကိုကျွတ်တော့ကလောဘစိတ်ကိုလောဘစိတ်ရဲ့လို့မထားပဲနဲ့မင်းအနိစ္စပဲလို့ဖမ်းပြီးဒီကရာညာနဲ့အုပ်လိုက်တဲ့သူကလောဘအဆက်နဲ့တကွလောဘကနေပြတ်သွားတော့ဒကာဓမ္မတွေကလောဘပြီးတော့ငါလောဘကဖြစ်ပြဲနောက်ကရှိတယ်ကဥပဒနာမဲဆိုတော့လောဘကဒကာသိဥပဒံသွားသေးမှန်ပါပါ အဲရှိပဲရှိပဲဒီဒါပြန်ဥပါဒံရှိမှသံဃာကိုပြိဿတွေဆက်နေတာကိုဗျာဥပါဒံမှမရှိဘဲနဲ့လူပြေစောတဲ့နဲ့ဥပါဒံရှိလူပြေရောက်နတ်ပြေစောတဲ့နဲ့ဥပါဒံရှိဥပါဒံတောင်မလာပါဘူးလောဘလောဘရင်မတကအောင်ရောက်သိမ်းသွားတယ်လောဘလောဘရင်တကဓမ္မတွေရောက်သိမ်းတော့ဥပါဒံကူးလိုက်ရသေးရဲ့ဥပါဒံမကူးလိုက်ရတဲ့အတွက် ကျွတ်တော့အကျိုးပေးမဲ့ကမ္မဘဝပေါ်သေးပါဘူး။ဩတဲ့အဖြစ်ကံနဲ့မပေါ်တော့ကံမရှိတဲ့ပုဂ္ဂိုလ်ကံကုန်နေတဲ့ပုဂ္ဂိုလ်အပေကျိုးပေးမလားနရသူတိအကျိုးပေးမလားလို့မေးကြတော့ရှိသေးရှိပါဘူး။ကံမရှိတော့ဘူး။ဒီလေလောဘစိတ်ရှုလိုက်တော့ဥပါဒဏ်ကလာသေးရဲ့။ဥပါဒဏ်ကပြစ်ရကမ္မဘောဆိုတဲ့ကာယကံမရှိကမနောကံကိုမရှိပါဘူး။အဲ့ဒါမလာတာထောက်ကြည့်လိုက်တော့ ဩပရိစ္ဆေသမုပ္ပါအကျိုးပေးမဲ့အနာဂတ်အကြောင်းတွေဟာဥပရံဒီကံတရားတကကြွေဆက်လို့ကိုမရဘူး။ဘာလို့လဲလောဘစိတ်လာတယ်ဆိုတော့တကောင်တို့ကဖြစ်ပြည့်ရှုပလိုက်။တဏှာကရင်သူ့လက်ခံထားမှမရှုမိမှဥပရံပဲကူးအောင်။ဥပရံပဲကူးမှသာရင်ကံလို့ကိုသူဥပရဏပြည့်เสียကံမဘောဆိုပြီးကံချူးပြရမယ်။ ကံကိုဖြစ်စေရမှာမဟုတ်လားအဲ့ဒါယခုလာခွင့်ရပါသေးသလားလို့မေးလိုက်အဲ့ဒါကြောင့်ဘယ်လာရဲ့စိတ်ဖြစ်ဖြစ်ဒကာဓမ္မတို့အနိစ္စလို့ရှုသမ်းအဲ့ဘယ်နေရာရှုရပါတော့လို့ဒကာတက်တို့မေးရင်လွဲလိုက်မယ်နော်ဒကာကျွေးမေးရင်လဲနောက်ကဒကာဓမ္မတွေကမေးရင်ဘယ်နေရာရှုရမှာလဲလာတဲ့စိတ်ကိုရှုပါတော့ရှင်းမလား လာတဲ့စိတ်ကိုရှုပါတော့လို့ပြောလိုက်ခြင်းဘယ်စိတ်လာလားပုရုဇဉ်မှန်ကပုရုဇဉ်စိတ်ပဲလာရမှာအဲ့ဒီလာတဲ့စိတ်ကိုအကတ္တုကဘာလို့ကြားမလဲအဲ့တော့ဖြစ်ဖြစ်ရှုလိုက်တော့လာတဲ့လောဘစိတ်ကိုပဲဖြစ်ဖြစ်ရှုလိုက်တော့လောဘရှုလိုက်လို့ရှင်းဖြင့်လောဘတဏှာပဲမဟုတ်လားမှန်ပါဘူးမြင်တဏှာဖြစ်ဖြစ်ရှုရတော့ဥပါဒံလာတယ်မှန်ပါဘူးဥပါဒံမလာတဲ့အာသွာမှန်ပါဘူးကောင်းပြီကံမောဗျာမှန်ပါဘူး ကမ္မမလာပဲနဲ့ဇာတိဇရာမရဏလာခြင်းလို့ဘယ်နည်းနဲ့မှမဖြစ်နိုင်တာသင်္ချာမြန်သာဖြစ်ပြီးတကားလာနေတဲ့အတွက်ဩဒါကြောင့်ဘုရားသခင်ကိုရမြကြီးကဣဒ္ဓရိယသာဣဒ္ဓဘိက္ခုရိယသာကောဣဒ္ဓဤလောက၌အရိယသာကောအရိယတွေတပိသားဖြစ်တဲ့ပုဂ္ဂိုလ်တွေခင်ဗျားတို့ကအရိယတွေတပိသားတွေပါတဲ့ ဝိညာဏသမိုင်းလာသောလောဘဆိုတဲ့စိတ်၌အနိစ္စနုပ္ပတိအနိစ္စလို့ရှုပြီးဖြစ်ပြီးအနိစ္စတော့ရှုနေတဲ့သဘောကြရှုနေလို့ချင်းဖြင့်သောအာသဝနံခရရအာသဝကူသွားတယ်ကာမတဝဆိုတဲ့ကာမုပါရံဆိုတဲ့အာသဝလာသေးလားကာမုပါရံဆိုတာဒီကာမတဝပဲဒါကြောင့်မလာပါဘူး ဒိဋ္ဌိပါရံဆိုတဲ့ဒိဋ္ဌာရောကောမလားပါဥပါရဏတွဲပြောတာခင်ဗျားတို့အာတော့မချုပ်ဘူးဆိုမှဆိုလို့ပြောသဘောကျကောင်းပါရံလည်းအဝိဇ္ဇာသောဆိုတဲ့ဥစ္စာလေတဲ့ဒကာရမတို့သူလည်းအဝိဇ္ဇာဆိုတာဒီခုနကဖြစ်ပြမမြင်လို့လာတာကူဖြစ်ပြမြင်တော့လာသေးရဲ့ဒါရအဝိဇ္ဇာသောကကောဖြစ်ပြမြင်နေတဲ့ပုဂ္ဂိုလ်မချုပ်လားအဲ့ဒီလိုချုပ်တဲ့ပုဂ္ဂိုလ်ကြတော့ကွာ ဒိဋ္ဌိဝရမေတဲ့ဒိဋ္ဌိဝရမေဆိုတာဥစ္စာယခုပြစ္ဆကဘဝ၌กว่าဆိုလိုက်ဒါကုမဉ္ဇဏ်ဘုံဉ္ဇဏ်ရမယ်ပြောယခုပြစ္ဆကဘဝမှာမဉ္ဇဏ်ဘုံဉ္ဇဏ်ရမယ်လို့ပြောထားတယ်ငါကျွတ်သိကြပါနောက်ကဓမ္မတွေသိကြရဲ့အဲ့ဒါကြောင့်ခမရတို့ဒီလောက်ကိုလောက်ပါဆိုတော့ဆရာဘုန်းကြီးကတိုက်တွန်းရတိုက်တွန်းတာဘာဖြစ်လို့လဲဆိုတော့ခမရတို့မှာ ငိုเสียတွေကအများကြီးရှိသောကပရိဒီဝါဆွေရာတွေငိုကျွေးเสียတွေကအများကြီးရှိသေးတယ်။ဘာကြောင့်လဲဆိုတော့ရွှေနဲ့မျိုးနဲ့သားနဲ့သမီးနဲ့နေတာကြီး။ရွှေနဲ့မျိုးနဲ့သားနဲ့သမီးနဲ့နေတာကြီးဆိုတော့ပူเสียတွေငိုเสียတွေဆေးเสียတွေမြေလူเสียတွေယဉ်ထုเสียတွေကဘယ်နဲ့နေတော့အဲ့ဒါတွေကလာเสียတွေရှိနေတော့ဒကာရမတွေဟုတ် သူတို့ကတွေးလက်တန်နေဖြစ်နေတာကိုယခုကနေပြီးရှောင်သွဲတဲ့လမ်းရှာထားဖို့အရေးဟာကကိုယ်ဒုက္ခကိုရှောင်တဲ့အရေးဟာကိုအရေးပေါ်ရာမှန်ပါဘူးကိုဒုက္ခကိုရှောင်တဲ့အရေးကကိုရှောင်ပါဘူးအဲကိုရိကကိုရှောင်တဲ့အရေးကိုအရေးဆိုတော့လာတဲ့စိတ်ဖြစ်ပြရှုမယ်ဆိုလို့ရှိရင်သောကပရိဒေဝဒုက္ခဒေါမနကနောက်ထပ်လာပါမှန်ပါဘူးဒါပြန်ကြရဓမ္မကို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 သနာလို့ရှင်ရှုပေးမှန်ပါဗျာ ကိုယ်ကိုယ်ကိုပဲလေးပါရောက်มาဆိုရင်ဟုတ်ပါဘူးကိုယ်ကိုယ်ကိုဒုက္ခဒေါမနသာဖြစ်มาဆိုရင်ဟုတ်ပါဘူးကောင်းပြီကိုယ်ကိုယ်ကိုနောက်တဲ့ပြိသရေနေမှုအိုမှုတည်မှုတွေနဲ့ဆက်ပြတ်ခြင်းဟုတ်ပါဘူးဒါဖြင့်ဗျာပြတ်တာကအများကြီးရှုတာကရှုပေးရုံလေးနဲ့ပြတ်သွားတယ်ဆိုလို့ရှိရင်တကယ်ဟုတ်လေးလေးဆဆနဲ့ကျိုးကျိုးဆဆလုတ်ထိတ်ဟုတ်ပါဘူးဒါသာသနာ့ဝင်နာမှုထောက်နိုင်တာနော် သာသနာရဏထောင်းနေနေနားရှိလို့ဩဟုတ်ပါလားဆိုတာလာတာမှန်ပါဗျာမျက်မှောက်လို့ရှိရင်လေရှုရှင်တဲ့စိတ်လည်းမလာဘူးရှုအောင်ဟောပေးမဲ့ဆရာလည်းမတွေ့ဘူးမှန်ပါဗျာအခုတော့ဖြင့်ဇုံနေပြီဆိုတဲ့ဖြင့်ဇုံနေတဲ့စိတ်ရင်နေဖြောက်ပြပါဆိုတာစောစောကတိတ်သွန်းတာလဲခင်ဗျားတို့သဘောကျတော့ပါပြီရှေ့ပေါ်လာလို့ရှိရင်ဩဘာမှမဟုတ်ကြအနိစ္စလို့မှတ်ပလိုက်ဒါလေးအနိစ္စပဲလို့မှတ်ပလိုက် ။ဒါဖြင့်တဏ္ဍမကအိဋ္ဆာလိုရှုနှစ်နာမကအိဋ္ဆာလိုတော့မှတ်ပလိုက်တော့ခြေပိုင်းကဘာကိုပေါ်ပန်းလို့အိဋ္ဆာလိုတော့မှတ်ပလိုက်အိဋ္ဆာလိုရှုပလိုက်အိဋ္ဆာလိုမှတ်ပလိုက်တခါကျတော့တွက်ပေစီပြနော်တွက်ပေစီလို့ဆရာခွန်ကြီးကဟောတာဘယ်နဲ့ကြောင့်ဟောပါလိမ့်မလဲလို့တခါအောင်တော့ဘယ်ကိုယူတယ်နော်မတွေ့လို့ရှိရင်ဖြင့်ဒီနိယမတရားကြီးဟာကတွတ်သွားမှာ ကိုကညာမတွဲ့ရင်နိမတရားကတွဲ့မှာနိမတရားကဘာတော်လို့မေးတဲ့ခါတော့တဏှာဥပါဒံကံဇာတိဇရာမရဏဒါကဘုရားမရှိလေတာဒီစင်တိုင်းကွာနေအဲ့တော့ဒကာကျွတ်ကဘာတရားလို့ခေါ်မလို့နိယာမတရားကအမြဲကွာနေသူကတော့ဖြင့်ခင်ဗျားတို့ကဖြစ်ဖြစ်မရှိလို့ရှင်ပေါ်ရစိတ်ဖြစ်ဖြစ်မရှိလို့ရှင်ဖြင့် လောဘပေါ်လာလေလောဘဖြစ်တဲ့မရှိလိုက်လို့ရှင်းပြန်လောဘကတဏှာဆိုတဲ့နာမည်ယူပြီးကတဏှာဥပါဒံကံစားသည်ဒရမဏပေါက်လိုက်ပါဘူးသူကနိမာကိုဗျာအဲ့ဒီနိမာကြီးကိုခမည်းတော်ကသွက်လိုက်ပြန်တော့လေသူကပြတ်ထွက်သွားသဘောကျအဲ့တော့ဓမ္မရေကဓမ္မနိမာရေကဓမ္မဟာဓမ္မဆောင်ပါပဲကျွတ်တော့ကပယောကဆိုတဲ့သာသနာ့ရွေးကြုံတဲ့ပယောကအမှန်အားစိုက်ပြီးဒီကလား မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်ဆိုတဲ့သမဗရံ၄ပါးတဲ့ကမဖြစ်သေးတဲ့ကုသိုလ်ကိုမဖြစ်မရှိအောင်ဆိုပြီးညံညံလှုပ်လိုက်လို့ရှိရင်လည်းဟိုနေ့မှပြတ်ထွက်တယ်။မှန်ပါဗျာ။သဘောကျလား။မဖြစ်သေးတဲ့ကုသိုလ်ကိုဖြစ်ယခုဘဝဒုံကဘာတရား၅ပါးဆိုလို့ဖြစ်အောင်လုပ်မဲ့ဓမ္မအမှုဓမ္မပရိပတ်ဒီအလောက်ကိုဖြစ်အောင်လုပ်မဲ့ဆိုပြီးကလည်းညံပတ်ပတ်နဲ့အစားထိုးလိုက်မယ်ဆိုလို့ရှိရင်လည်းဟိုနေ့မှပြတ်ထွက်တယ်။မှန်ပါဗျာ။ တပည့်ကြဒါပြန်ပရိစ္ဆေသမုပ္ပါဒရားဆိုတာနိယမတရားခင်ဗျားတို့မရှိဘဲနေရင်ခင်ဗျားတို့စိတ်ရှင်နေသွားတာပဲရှုလိုက်လို့ဘယောကနဲ့ရှုလိုက်ပြန်လို့ရှိရင်သမဗရန်၄ပါးတည်းကမဖြစ်သေးတဲ့ကုသိုလ်ကိုဖြစ်အောင်လုပ်မယ်ဆိုပြီးကာလတကယ်ဆိုဥပဒနာကုသိုလ်ကရှိကမဖြစ်ခဲ့ဘူးနော်အခုမှတခါလဲဆရာကောင်းတော်အားကောင်းနေပြီဒီဆောင်တတ်တဲ့နားရှိလို့ကဲမဖြစ်ဘူးသေးတဲ့မက်ကုသိုလ်ဥပဒနာမက်ကုသိုလ်ဖြစ်နေ သိပ်ပေါ်လာရင်နောက်ကလိုက်အောင်ကြိုးစားလိုက်မှာဟဲ့လို့ဒီလိုကြိုးစားလိုက်ပြန်တော့လေအနုပါဒနာကုသလနာဥပါဒါယဝါယမောဆိုတဲ့အတိုင်းမဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်လုပ်ပလိုက်တဲ့တွေ့ဒကာအောင်ကြီးခုနေ့မှတရားကြီးဘာဖြစ်သွားဒကာကျွေးသေးကြပါလားနေ့မှတရားကြီးဘာဖြစ်သွားပါလဲ နင်းမတရားပြသွားတယ်ဆိုတော့ဩဘာများပြသွားတယ်လို့တို့ကအောင်းမင်းနေနင်းမတရားဆိုတာအများရန်တရားကြီးတန်ត្រဆက်ရကြီးရပ်သွားတာပါလားမှန်ပါပါဘယ်နဲ့ဆိုကြတန်တရားဆက်ရကြီးရပ်သွားတာတန်တရားဆက်ရဆိုတာကျေသွင်းပြောစမ်းပါအောင်လို့ဆိုဒုက္ခဆက်ကြီးလဲနေတာရပ်သွားမှန်ပါပါဒုက္ခဆက်ကြီးလဲနေတာပြတ်သွားတယ်သဘောပါကြပါ ဩဒုက္ခဆက်ကြီးလဲနေတာကိုမဖြစ်သေးတဲ့ကုသိုလ်နဲ့ဖြစ်အောင်လုပ်လိုက်တော့ဒကာအောင်ဝင်နေတယ်ဘုရားဘလောက်ဖို့တမ်းပေါ်ပေါ်လာလို့ရှင်လဲအနစ်္စရတာကြပြာနေရာတိပြလိုက်ဘယ်နဲ့လောက်ကြအဲ့ဒါဖြင့်တဏ္ဍဘကစိတ်ကလေးတစ်ခုပေါ်လာလို့ရှင်အနစ်္စလို့ရှူအနစ်္စလို့မှားအနစ်္စလို့သိလာတယ်မြောက်ပြောနေတာဘုရားမြောက်ပြောနေတာကြောင့်ဒီတဏ္ဍဘအနစ်္စလို့ရှူတဏ္ဍဘက ်ပါဘူး။အဲသုံးနံပါတ်ကအိဋ္ဌာလည်းသိပြီ။ဒါပြန်ရှုမှတ်သိပေါ့ဗျာ။ဒါကဖရာအင်္ဂုတ္တမှာဟောတယ်။အိဋ္ဌာလည်းရှုအိဋ္ဌာလည်းမအိဋ္ဌာလည်းသိပါဟောတာနော်။အဲ့တော့ဒီလိုတပည့်တော်ဒီလိုလုပ်ပြီးဒီကလာနေတဲ့အခါမှာအဲတခါတည်းပဲအသောကုံခံရန်တာဖြစ်ပါလားလို့မေးတော့ကွာတဲ့ဒီလိုလေးတော့ရှိသေးတယ် ဒီလိုလေးတော့ရှိသေးတယ်တဲ့ဘာတော့မေးတဲ့အခါကျနော်ဒါမပြတ်သေးတော့လုပ်ပေးပေါ့ကွာမပြတ်အောင်တော့လုပ်ပေးပါလို့ဒကာကြီးဟောတယ်နော်မင်းတို့ရှင်းရင်မှတတ်တော့ဩဒီဥစ္စာပြန်အနိစ္စမှာတပါဘာမှမဟုတ်ဘူးဆိုတာလေးတော့သိရချင်လို့ခြားခြားလိုက်ပါအနိစ္စလည်းယူအနိစ္စလည်းမအနိစ္စလည်းသိပြီးဒီကရကကိုယ်စိတ်ကလေးကလည်းဩော်ဒါအနိစ္စအစေဘာမှမရောဘူး ဒီတရားလေးဘယ်တရားပေါ်လာလားဘယ်နဲ့ဆုံးမြဲချမ်းအနိစ္စစစ်ပဲလို့ဆုံးမြဲချမ်းချမ်းပါစိတ်ကလေးတစ်ခုကိုအနိစ္စလို့ယူအနိစ္စလို့မှားအနိစ္စလို့သိအနိစ္စလို့ညာနဲ့တက်ဝင်လာအနိစ္စလို့ပဲညာနဲ့ဆုံးမြဲချလိုက်တပတ်တော့စိတ်နဲ့မယောပင်နဲ့လေအနိစ္စနဲ့သာနေလိုက်ဒီလိုဆိုလို့ရှိရင်ဖြင်းတဲ့ဒီဘဝမှာပဲယခုပြစ်စက်ကဘဝမှာအာသောကုံခံရန်တာဖြစ်ပြီးကာလ မိမိတို့အကြိုက်ဆုံးနဲ့သက်ဆုံးဖြစ်တဲ့ဆမ်းပါမျိုးစုံကုံစုံနဲ့နိဗ္ဗာန်ဟာဧကံရရမယ်လို့ဘုရားကတောင်းနေပြီ။ဘာတွေဘာတွေလိုက်ပြီးဒီကလာဓမ္မတွေကမနေပါနဲ့တော့လိုက်မှဆိုလို့ပဲဒုံဘာတရား၅ပါးရှင်းတာကအုပ်ပြီးပြောထားခဲ့။ခင်ဗျားတို့စိတ်တရားတော့တောင်းတွေးမြောက်တွေးနေခင်ဗျားတို့ကလမ်းဆုံးတာတွေကမင်းတို့ကဘယ်လိုညာလို့ဆိုတာတွေကတကြီးတကအသက်ငယ်ကြားတွေကလည်းဒီကအောင်ကြောက်ရသေးတယ်ဗျာ။ မင်းတို့ကဘယ်လိုညာလို့မင်းတို့မင်းတို့လက်ထက်မှာဘယ်လိုအစရှိနေတာတော့ရှုပ်တယ်ရှုပ်တာရှုပ်တယ်သူ လုတ်ပါရဲ့လားသူဒီလိုသိပါရဲ့လားမေးပြန်တော့လေမဟုတ်ဘူးသူရှင်းလူကြီးတွေကဒီလိုနေလာတာအဖြေထွက်မှာမထွက်ပေဘူးလားအဲ့ဒီထွက်တယ်ကိုလည်းအတုခိုးเสียကြောက်เสียလန့်เสียသရော့နောက်ကိုလိုက်เสียမလိုပါဘူးအခုဘယ်ဟာတော့ငူတဲ့နောက်ကိုပဲလိုက်ဖို့ပဲမှန်ပါဘူး ဒါပြန်ဘုရားတော်မူတာကစိတ်ကလုံးကိုဗာအိဋ္ဌလို့ယူအိဋ္ဌလို့မှားအိဋ္ဌလို့သိအိဋ္ဌလို့ညာကသေဝင်အိဋ္ဌယူနေတော့တပါးသောကိလေသာမရောချင်တယ်တပါးကြလားအဲ့ဒါမပြတ်ကလေးသာကြိုးစားဆိုလို့ရှိရင်ဖြင့်ဒကာရမတို့မပြတ်ဆိုတာကတစ်သက်လုံးမပြတ်တော့ဘယ်သူမှမရှိဘူးဘယ်သူမှမရှိဘူးကိုကဥမ္မာဒကာသက်ကဒီနေ့15မိနစ်အတွင်းမှာကွာ အနိစ္စလို့ရှိမှပေသိနေတဲ့အလုပ်ကိုဖြင့်15မိနစ်အတွင်းတပါးသောကိလေသာမရောအောင်နေနိုင်မယ်ရှင်15မိနစ်ကြာထပ်ပြန်ထပ်လိုက်။လက်ပြန်ပြတော့အမနည်း30အတွင်းမှာတပါးသောကိလေသာရောမခံဘူးကွာ။ဒီမေ့ပြောက်သွားတာပေါ့ဗျာ။အခုဆရာဘုန်းကြီးဟောတဲ့နေ့ကလည်းခင်ဗျားတို့စိတ်တဏှုပဒနာဟောနေတော့တယ်လို့ပြောပါတယ်။တကယ်ခင်ဗျားတို့ကမထေရလို့ရှိရင်ထေရတဲ့နေ့လေတကယ်ကျွတ်သင်ပါဦးမယ်။တကယ်လို့ကိုက သကရေတလုံးဥပဒနာရှုပြီးဒီကာလနေတယ်။ဖြတ်ဆိုရှုနေမှတတ်တယ်ပဲ။ခိုးအောင်ငံကကြားတယ်။ကြောင်ကြီးတန်းကကြားတယ်။အဲ့ဒီကြားတဲ့စိတ်ကလေးကြားတဲ့စိတ်တစ်ခါဖြစ်ဖြစ်ရှုချတယ်။မှန်ပါဘူး။သူကြားတော့လို့လာတာကိုလက်အောင်လို့လာတာ။အဲ့လက်အောင်လို့လာတဲ့စိတ်ဘယ်နဲ့လုပ်လဲ။အဲ့ကြားတဲ့စိတ်ဖြစ်ဖြစ်ရှုတယ်ဒါကတော့ကြားတွေ့ရမရောက်ဘူး။ဥပဒနာဖြစ်ရပဲရောက်။မှန်ပါဘူး။ ရှင်းမလားညာဥပဒနာပြက်သွားတယ်လားဥပဒနာကူညီပေးလာတာလားဒီလိုကြတော့ဆရာဘုန်းကြီးကညီပေးတာပဲတဲ့ဒကာရမတို့ဘယ်စိတ်လာလာရှုဆိုတဲ့ထင်ပါသေးဘူးမှန်ပါဘူးအင်းကြောက်တဲ့စိတ်လာရင်ကြောက်တဲ့စိတ်ဖြစ်ဖြစ်ရှုလိုက်တော့ तू ကြောက်တာခொနဲ့ကမူလရှုနေတဲ့ဖြစ်ဖြစ်နဲ့ရှားတဲ့မှာဒီကြောက်တဲ့စိတ်ကြောင့်ခါပြေးဖို့တရားတွေ ဝင်မလို့လာတာဘူးဗျာအဲ့ဒီဝင်မလို့လာတာကိုကျတော့ကကြောက်တဲ့စိတ်ဖြစ်ဖြစ်ရှုလိုက်တော့ရှုပြီးတကလားနေလိုက်တော့ဩဒီဥစ္စာကြီးကျတော့တဘာတော့စိတ်ရှားခွေရရောက်သေးသလားမှန်ပါဘူးဥပဒနာပဲပြန်ဖြစ်တဘောကြဒါဖြင့်မူလရှိနေတယ်မူလကလာပြီးစိတ်ကိုဥမှထွက်လေဝင်လေအထုတ်တဲ့စိတ်ကလေးရှိနေတုန်းကလည်းဖြစ်ပြတယ်မနဲ့ကြိုက်ပဲနောက်ပေါ်လာတဲ့စိတ်ကလေးတွေရှိနေပြန်တော့ အာကတရားကအထုတ်တာကြာပြီကွာဆင်းကားမနေပြည့်လောက်ထမရဲ့လို့ပေါ်လာထမရဲ့ဆိုတဲ့စိတ်ကလေးပေါ်လာထမရဲ့ဆိုတော့ဝိသေကိစ္စစိတ်ပါပဲအဲ့ဒီဝိသေကိစ္စစိတ်ကိုလည်းတရားဓမ္မတွေကဘယ်နဲ့လုံးပြဖြစ်ပြယူလိုက်တာဗောဗျာသံမောဟစိတ်တန်သံမောဟစိတ်တန်ဒီပဇာနာတိကိုဖះကဟောနေတာပဲဝိသေကိစ္စမောဟပဲအဲ့ဒီမောဟတွေဘာလို့ပြရဖြစ်ပြယူလိုက်တော့စဉ်းစားကြည့်တာဗောရော ဒကာအုံးတို့ဒကာကျွယ်တို့ကအော်ဒါကိလေသာရှားထိုးတာလားထိုးတာနိုင်တာလားဆိုတော့စဉ်းစားကြည့်။လာတော့ရှားထိုးမလို့လာတာပဲ။ဒီကညာကတခါတည်းသူ့လာမဲ့နေရမှာကိုဖြတ်လိုက်တယ်။သူကကြားတယ်ကြားရင်နတ်မယ်နတ်ရင်ပြေးမယ်ဒီလိုသူရှားတော့မလို့လာတာကိုချစ်တို့ကလာလာချင်းဟောမင်းဒီစိတ်အစ်စ်လာတာမင်းလည်းဖြစ်ဖြစ်ပဲသဘေညာနဲ့ရှုလိုက်တဲ့အခါကျတော့ ဒဂရမရေသူဒီကားလဲဆိုရင်ဂျာရုစိတ်လားတဲ့တတဝိပဒနာအဆက်အခုအတဲ့အတိုင်းလာတာပဲလားသက်တာပြကိစ္စမရှိဘူးကိစ္စမရှိဘူးဒဂရမဘုရားကစိတ်တဏှိပဒနာတဲ့အခုဝင်လာတာပဲမဝင်ပေဘူးလားအဲ့တော့ခမရတို့ကမဝင်မှာပဲဆိုရည်တဲ့တဲ့စိတ်တဏှိပဒနာဝင်လာတော့ဒီကဓောင်းနဲ့တန်ကြားလိုက်ဟုတ်လဲဇက်ခနဲ့တန်ကြားလိုက်အင်းကြားတဲ့စိတ်ကလေးတကသက်တော့ဘာလို့ကြားမရှိဘူးဖြစ်ဖြစ်ရှိတော့ ရှားတဲ့စိတ်ကကျွတ်တော့စီရှားပြီးတကာလားဘာပါလိမ့်မတော့တွေးအောင်သူဖြတ်တာပေါ့ဗျာဘာပါလိမ့်မတော့ခါကြည့်ဦးမထမရဲ့အစရှိနေတဲ့သူကိလေသာတွေရှားတော့မလို့လမ်းကထွန်လိုက်တာလမ်းကထွန်တဲ့ရှိဥ်ဆိုဘိုလ်လုပ်တဲ့စိတ်ကလေးကိုကျွတ်တော့ဘာလို့อ่ะဖြစ်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 တော့သူလမ်းကထွန်မလို့အစင်းစိတ်သွားမယ်လို့သူတိယမကြီးကိုကျွတ်တော့ကဖြတ်ပလိုက်သူတိယမကြီးကျွတ်တော့ကဖြတ်ပလိုက်တဲ့ဆိုတော့ဒကာကျွေးကိလေသာ တပါတော့စိတ်ရှားချားသေးတယ်လို့ဆိုလို့ရတယ်။မရဘူး။အရင်ဝိပဿနာရှုစရာစိတ်နောက်ကနောက်ဝိပဿနာရှုစရာစိတ်ပေါ်တာပဲလို့မှတ်တယ်။သဘောကျ။ကိလေသာရှားမချဆိုတာခင်ဗျားတို့မူလပေါ်လာတဲ့စိတ်ကိုမူလရှုနေတဲ့စိတ်ရှားတဲ့မှာရှားစိတ်ဝင်တဲ့ဝင်တဲ့ဟာသူကိလေသာကိုအဖို့နောက်ကအဖို့လိုက်အောင်လာတာ။ရှားစိတ်ဝင်တာရင်နောက်ကိလေသာပဲခေါ်လာမှာ။အဲ့တော့ ပထမဝင်လာတဲ့စိတ်ကိုပါလို့ပြရ။ဒါပြန်သူ့နောက်ကခေါ်ရရပြောင်းထော်တော့ဘူး။အဲဒါကြောင့်ခန္ဓာနေမှာဆိုတဲ့ပြိဿရူပနေမှာကြီးလဲပြတ်သွားတယ်။ဒုက္ခဆက်ပြတ်သွားတယ်ဆိုတာလည်းသိကြတာ။သံတရားဆက်ပြတ်သွားတယ်ဆိုတာ။အပေလေးဝါနဲ့ဆက်ပြတ်သွားတယ်ဆိုတာ။ကောင်းပြီ။ဒီဥပေနာပဲသေပေးတယ်ဆက်ပြတ်တယ်ဆိုတာ။အဲသူ့နောက်ကခေါ်လာမယ်ကိလေသာတွေနဲ့ဆက်ပြတ်တယ်ဆိုတာ။သဘောကျ ဒါဖြင့်အဆက်မျိုးစုံဖြတ်နိုင်တာကဖြင့်မက်သာပန်လေးမှတပါးဘာမှမရှိဘူး။အဲ့ဒီကဲလို့ရှုလိုက်ပြီဆိုအနိစ္စလို့ရှုအနိစ္စလို့မှားအနိစ္စလို့သိပြီးဒီကာလအနိစ္စလို့ဉာဏ်ကနေပြီးဒီကာလဆုံးဖြတ်ချက်ချအငိမ့်စားလို့ဉာဏ်ကနေသက်ရှင်ပြီးဒီကာလဒီအာယုံပေါ်မှာသက်ရှင်ရမယ်နော်။အဲ့ဒီကဲလို့သက်ရှင်ရမယ်ဆိုလို့ရှိရင်ဖြင့် မပြတ်ကလေးတာလုတ်ပေးသမှာကွာတဲ့ဒီဘုရားနိဗ္ဗာန်မရဘူးလို့ငါဘယ်တော့မှမဟုတ်ပါဘူး။ရိပ်မိလား။ဒါရင်အမှန်ဗုဒ္ဓံနဲ့နေပဲလို့တရားကျွဲဆိုရပါ။မဆိုရဘူးလား။အဲနောက်ဘဏ္ဍာဓဃာဓမ္မတွေကဖြင့်အိမ်မှာကြရဲ့ရှင်လာတဲ့စိတ်ဟူတဲ့အိဋ္ဌာလို့ယူအိဋ္ဌာလို့မှားအိဋ္ဌာလို့သာသိနေရှင်းမလား။အဲ့ဒီကဲတော့သိတဲ့အခါဈာတိလေသာမညှအောင်လုပ်ပါ။ အကယ်ညံ့မယ်လို့လာတဲ့စိတ်လာလို့ရှင်အဲ့ဒီလာမဲ့စိတ်ကိုဖမ်းပြီးကြလားဖြစ်ပြတာရှုချင်လာနိုင်လေလားမလာနိုင်လို့ရှင်ဒီဘဝနိဗ္ဗာန်ရမယ်ဒီဘဝဆိုတော့ဗျာသေကံနိမမြရနိုင်မှာ လားလို့ဆိုတော့ဒါကတော့ကွာတဲ့တချို့မှာဒုက္ခပရိဒါဌာနဝိညာဉ်တဲ့ကျင့်တော့ကလည်းခက်ချင်းချင်းရခက်နေနေမှရတယ်လေရှိသေးတယ်ကွာ အဲ့ဒါကတော့ငါမတတ်နိုင်ဘူးလို့မင်းတို့ကိလေသာခြူပြောမခြူပြောပေါ်မှာမှီးနေတယ်ရမှာကတော့သိထားတယ်မှန်ပါဘူးသဘောကျဒုက္ခပရိဒါဒနာပညာဆိုတာကိလေသာခြူပြောနေတော့ကိုကျင့်တဲ့အခါဆင်းရဲရရတဲ့အခါနှိမ့်နေကိုယ်ကိုမရဘူးတော့မဟုတ်ဘူးကျင့်တဲ့အခါမှာလဲရတဲ့အခါမှာနင်းနေအဲ့ဒါကိလေသာခြူလို့ဖြစ်ရတဲ့ဖြစ်တွေတော့ ဖယားနဲ့မဆိုင်ဘူးဗျဆိုင်ပါမလားဖယားနဲ့မဆိုင်ဘူးဆိုတော့ကကျွေးသေးကြလားတချို့ကြတာဒုက္ခပရိဒေခိဗ္ဗပညာနဲ့အင်းကျင့်တဲ့ကံမှာဆင်းရဲခြင်းမရတော့ချက်ခနဲ့မြန်မြန်ရတယ်လေရှိသေးတယ်သဘောကြအဲ့ဒါကြတော့သူကကိလေသာခုနကပုဂ္ဂိုလ်တွေပါလို့ပေါ့ဗျာအဲဒီလိုပုဂ္ဂိုလ်ကြတော့ဒုက္ခပရိဝရာဓာဏပညာတဲ့အဲချမ်းသာစွာကြံ့ပြီးသိသိမှရတယ်လည်းရှိသေးတယ်သဘောကြ <laughs> 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 အချို့ပုဂ္ဂိုလ်ကျတော့ကျင့်တော်လဲချမ်းချမ်းသာသာရတယ်လဲမြန်မြန်ထက်ထက်ဒီလိုလဲရှိတာမရမှာပုဂ္ဂိုလ်တော်ဒီထဲပါလေလားဟုတ်ပါဘူးတို့တော့၄မျိုးတဲ့ကတမျိုးမျိုးတော့ခင်ဗျားတို့ဖြစ်ကြမှာပဲဘဒူးမှစိတ်မပြတ်နဲ့ရမှာကတော့၄ယောက်စလုံးသေးကြပါလားအဲ့ဒီတော့အမြန်ဆုံးရကျင်တဲ့ပုဂ္ဂိုလ်မှန်လို့ရှိရင်ကိလေသာရှားမထိုးတဲ့ပုဂ္ဂိုလ်ဟာအမြန်ဆုံးရမယ်လို့မှားမှန်ပါဘူးခொနည်းဒီတိုက်တာအဆုတ်မရမရှိပါဘူး အနေနဲ့ကဲကိလေသာဒုထူတဲ့ပုဂ္ဂိုလ်ကြားလို့ရှိရင်16ပဲပေါ့ဗျာ။အဲဒီတဲ့ဒုထူတဲ့ပုဂ္ဂိုလ်ရှင်8321ပေါ့ဗျာ။ဒီလိုသွားရမှာဒီတဲ့ဒုထူလို့ရှိရင်ထူတော့တော့ကြာတော့ကြာ။မရတော့ဖြင့်။ကဲတော့ဒကာဓမ္မတို့ဓမ္မရမရှိတာကဘာကျိုးတာကျိုးစားရအောင်ကျိုးစားဒီတဲ့ဟိုမှာယုဇနာ90လောက်ပတ်လဲလောက်ရှိတဲ့ရေမှုန်နေတဲ့အမြတ်ဒုက္ခတွေခံရမှာကြောက်လို့ရှိရင်ဒီဟာကိုဘယ်တော့ကြာကြာလောက်တယ်လို့။ရှင်းမလား